။အလုံးမေဆလမ်အလိုက်ကိုမင်္ဂလာပါနော်။ဂျီရောရည်ခြင်းနဲ့ဗျ။အေးလား။ကျွန်တော်ဗီဒီယိုစတင်နေဗျာ။ကျွန်တော်ခုဗီဒီယိုဆို55ပုံ20လောက်တော့ရှိပြီပေါ့နော်။ဗီဒီယိုစတင်တင်တဲ့အချိန်မှာကျွန်တော်ကတောက်လျှောက်ကျွန်တော်ကျွန်တော်ကိုယ်ပါတာနဲ့ပတ်သက်ပြီးခုပြောခဲ့တယ်ဗျာတိလား ဥပါဒါနဲ့ကိုပတ်သက်ပြီးပြောခဲ့တဲ့ထောက်လျှောက်တော့မဲဗီဒီယိုမဆိုကြည့်လိုက်ဥပါဒါအကြောင်းကိုရှင်းပြတာနော်နားလည်မှုတွေလွဲနေတယ်။နောက်ကျွန်တော်အစ္စလာမ်ပေါ်မှာအမြင်နေဆောင်းနေတာကိုကျွန်တော်ရှင်းပြတယ်ဗျာ။အဲ့တော့ကိုကျွန်တော်အောက်တဲမှာနော်စော်ကားတဲ့လူကစော်ကားလာရိုင်းတဲ့သူကလာရိုင်းနော်ဟိုမေကွန်ပေါင်း16000ထုတ်တဲ့သူကထုတ်သိလားကျွန်တော်ပြုံးမပြတ်ခဲ့ပါဘူး။နော်ကျွန်တော်တတ်နိုင်ဆုံးဖြေပေးတယ်အဲ နာရိုင်းအရန်ရိုင်းဆိုင်တဲ့လူကြတော့ကျွန်တော်ဘလော့လိုက်တာဗျာအဲ့လိုဘလော့တဲ့လူတွတ်မယ်ဆိုရင်လည်းအယောက်၄၀တောင်ကျော်နေပြီနော်မနည်းရဗျာကျွန်တော်မိကုံးလေးတစ်ခုလေးပဲမေးလိုက်တာတစ်ခုလေးပဲပါသိလားဆိုတော့အရန်လောင်သွားကြတယ်ဗျာသိလားဆိုတော့ကျွန်တော်ပြောချင်တာကလေခင်ဗျားတို့ပဲမေးပိုင်ခွင့်ရှိတာလား ခင်ဗျားတို့ပဲပြောပိုင်ခွင့်ခင်ဗျားတို့ပဲစော်ကားပိုင်ခွင့်ခင်ဗျားတို့ပဲလုပ်ပိုင်ခွင့်အကုန်လုံးကခင်ဗျားတို့မှာပဲရှိတာကျွန်တော်တို့ကဒါကျွန်တော်ကစော်ကားတော့မဟုတ်ဘူးနော်ကျွန်တော်ကမိကုံးလေးတစ်ခုလေးပဲပြန်ထုတ်လိုက်တာကျွန်တော်ကမိကုံးလေးအထက်လိုက်ရှိတယ်နေစရာကဒါတစ်ခုလေးပဲထုတ်လိုက်ဒီနေ့ဒီချိန်ဒီတီးကြတဲ့အဖြစ်ဘူးမမပေးနိုင်ဘူးဘူးမမပေးနိုင်အဖြစ်ဘူးနော်ဟိုဝေးဒီဝေးဟိုလမ်းကြောင်းပြေးလိုက်ဒီလမ်းကြောင်းပြေးခင်ဗျားတို့ကအမှန်လက်မခံရတာတိရလား တိတိကျကျမမှန်ကန်ကန်ဝန်ခံလိုက်လေဗျာတိလားအာငါတို့ဘာသာမှာဒါအဖြေမရှိဘူးပြောလိုက်ပြီးွားပြီစကားဆုံးွားပြီတကယ်လည်းမရှိဘူးခမင်းမျက်စွာဘုရားမဟောတော့ဆိုအဖြေရဘူးလို့ရခမင်းအုံနှောင်းနဲ့ဘာသာရေးတစ်ခုကိုအုံနှောင်းနဲ့လိုက်မချိန်နဲ့ခမင်းအုံနှောင်းနဲ့ရမ်းချိန်နဲ့ဘာသာတစ်ခုနော်ဆိုတော့အဖြေမရှိဘူးဆိုပြီးွားရင်ဗျာတိလားခမင်းတို့ပဲဟိုလိုင်းမုံမှာအကြီးကျယ်ပွဲခန့်တာငါတို့ဘာသာဟိုမေးသမမေးသမအားလုံးအဖြေရှိတယ်ဗာရှိတယ်ညာရှိတယ်ပွဲခန့်တာခမင်းတို့ပဲနော် ကျွန်တော်ဆိုအကုန်လုံးလာမေးတယ်ကျွန်တော်အကုန်လုံးဖြေတယ်ဗျာခင်ဗျားတို့အခုတစ်ခုလေးပဲမေးလိုက်ခင်ဗျားအကြီးကျယ်တောင်းသွားတယ်ဘာဖြစ်လို့မတိလို့မေးကြည့်လဲဟမ်ဟာဒီကြားထဲမှာဖွန်မန်းတွေပါဟာညီလေးကတိုင်းပြည်ရဲ့အခြေအနေမကောင်းတဲ့ကြားထဲပါအော်အဲ့လိုပြောတဲ့လူတွေလည်းကျွန်တော်မေးချင်တာလေကျွန်တော်လွန်ခဲ့တဲ့ဒီဒီရိုးတွေစတင်တဲ့အချိန်ကတော့အပုံ20လောက်ရှိပြီကျွန်တော်တင်တာကျွန်တော်ပါတာကြောင့်ကျွန်တော်ပြောတယ်ဗျအဲအဲ့အချိန်မှာလာပြီးတော့ဟောင်းနေလာပြီးတော့ကြိုက်တယ်အဲ့အချိန်ကခင်ဗျားအဲ့လို ဟိုအချင်းနေမကောင်းနေနိုင်ငံရေးအချင်းနေမကောင်းနေဘာမကောင်းနေပြောမဲ့လူကဘယ်ရောက်နေတာလဲနော်ပြီးရင်ကြံတဲ့အကောင့်တွေကြီးလိုက်တာသိလားအကောင့်တော်တော်များများကျွန်တော်ဖန်ဆင်းရှင်းအောင်ရက်စော်ကားတယ်နော်အဲ့ချင်းညာခင်ဗျားတို့မျိုးလုံးကတိတ်တယ်ခင်ဗျားတို့မျိုးလုံးကအမှန်ကထပ်တိတ်ရတာသိလားကထပ်ပဲမြင်ရတာကထပ်ကန်းနေခင်ဗျားမျိုးလုံးကသိလားကျွန်တော်တို့ကျွန်တော်ဆိုရင်ညာကျွန်တော်ဆိုရင်နော်တခြားဘက်တော့တိုက်ခိုက်တာဝေဖန်တာစော်ကားတယ်ကျွန်တော်မလုပ်ဘူးစိတ်ဝင်စားဘူးသိလားအရင်ရဆိုကျွန်တော်လေးတော့မလေးလာဘူး ။ဘာဖြစ်လို့ဆိုတော့မိုးလည်းမလို့ဘူး။နော်။မိုးလည်းမလို့ဘူးစိတ်လည်းမဝင်ကောင်းအာယုံလည်းမလာဘူး။ဒါမှမဟုတ်အခုကလေးလာတယ်ဆိုတာလဲကျွန်တော်ပါတာတရားကိုအရင်တိုက်ခိုင်းနေပုံမှာဟောပြန်တော့ခြေပါဖို့လိုအပ်လာပြီဆိုပြီးတော့ကျွန်တော်ခြေပါတာလေကျွန်တော်မားလာ။ဟမ်ကျွန်တော်ဘက်ကနေစတင်တိုက်ခိုက်တာဘူးမှမရှိဘူး။အော်ပြီးတော့အဲ့မှာတချို့ကျွန်တော်မွတ်စလင်ချင်းချင်းတွေကခင်ဗျားတို့မွတ်စလင်တွေကိုကျွန်တော်မေးမယ်နော်ကျွန်တော်တဲ့မေးပါ ခင်ဗျားတို့ကကိုယ့်ရဲ့ transition ကိုအန္တာကိုစော်ကားနေတယ်နော်တမန်တော်နဗီကိုစော်ကားနေတယ်တမန်တော်မြတ်ဆလောဆန်ကိုစော်ကားနေတယ်ခင်ဗျားတို့နှလုံးသားခံနိုင်ကြလားမသိလို့နေကြည့်ရဟမ်အဲ့ဆိုခင်ဗျားတို့ email email ရဲ့အခြေအနေတော့မကောင်းတော့ခင်ဗျားကမတက်ပြင်ဖြစ်လိုက်တော့ခင်ဗျားတို့ဘယ်ဘာသာပြောင်းမပြောင်းလိုက်တော့ခင်ဗျားတို့ခံနိုင်ရရှိရဆိုရင်ကျွန်တော်ကတော့မခံနိုင်ဘူးဒါပုံဝင်လည်းပြောတာအေးလားခင်ဗျားတို့ကလောကီတက်တန်းကိုခင်ဗျားတို့ကအရင်မမောနေဘူး ဟမ်အဲ့ကြောင့်တမန်တော်ပြောတာနေကာမတ်နီးလိုက်ကပ္ပဆာတော့ပြောမယ်အစ္စလမ်ထင်ပြီးတော့လူတွေကမွတ်စလင်ကပ္ပဆာမှာပဲမြို့မှာဒါပေမဲ့ခင်ဗျားဤနှလုံးသားမှာအီမန်မရှိတဲ့သူတော်များပါခင်ဗျားတို့ခင်ဗျားတို့အလောင်းစောကန်းလည်းအေးစီပဲဟောနဗီယူစောကန်းလည်းခင်ဗျားတို့အေးစီပဲဒါကျွန်တော်မွတ်စလင်ချင်းကြီးကိုကျွန်တော်ပြောတာကျွန်တော်တော့မခံနိုင်ဘူးကျွန်တော်ကျွန်တော်စောကန်းကျွန်တော်လက်ခံတယ်ကျွန်တော်နဗီငယ်ကျွန်တော်ဖန်ရှင်စောကန်းကျွန်တော်ပြန်ချေပါ အဲအဲ့လိုခြေပါတဲ့အချိန်မှာလဲကျွန်တော်ဘာသာတရားအောင်ကျွန်တော်နှီးပါအောင်ကျွန်တော်ယဉ်ကျေးအောင်ပြောရတယ်နော်ဘာသာတရားလဲကျွန်တော်ယဉ်ကျေးခိုင်းတာလဲကျွန်တော်နှီးပါလဲကျွန်တော်ယဉ်ကျေးခိုင်းတာလဲအဲ့တော့ကျွန်တော်ကရင်ရင်ကြီးကြီးနဲ့ပညာသားဘက်ကဆုံးမှပါပြန်ပြီးတော့ဟောစော်ကားတာကျွန်တော်မလုပ်ဒါမဲ့ပြန်ချေပါရမယ်ကျွန်တော်ရဲ့ဒါအီမန်ကပေးတဲ့အလုပ်နှလုံးသားမှာရှိတဲ့အီမန်ကပေးတဲ့အလုပ်အဲ့အလုပ်ကျွန်တော်လုပ်မယ်ခင်ဗျားတို့မလုပ်နဲ့တိလား ဲ့တော့ကျွန်တော်ကိုရက်ပါတွေတော်ပါတော့တွေကျွန်တော်နာမပြောရနဲ့ကြည်လားဟောတော်ခိုင်းနှစ်ဖက်လုံးတော်ခိုင်းနော်အဲ့တော့ဟိုတခြားဘာသာတွေရတယ်ခင်ဗျားတို့နော်အဲ့မှာခုကျွန်တော်အကောင့်ကိုကျွန်တော်ဗီဒီယိုကြည့်နေသူအများကြီးကကျွန်တော်ပြောချင်တာကြီးပိုးဘာသာအကြောင်းကိုပြောနေကြတိလားခင်ဗျားတို့မျက်စွာဘုရားအကြောင်းပြောပြောကြိုက်တော့ပြောမျက်စွာဘုရားဘလို့ဟောခဲ့တယ်ဘလို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောလက်ခံ အားနေဒီဖန်ရင်းရှင်ဖန်ရင်းရှင်ဖန်ရင်းရှင်မယူတာနဲ့လေခင်ဗျားတို့လက်မခံမှာပြီးွားပြီပြီးွားပြီလေတော့မယူတာနဲ့လေမတိုက်ခိုင်းနဲ့လေခင်ဗျားတို့လို့တိုက်ခိုင်းရင်ကျွန်တော်လည်းပြန်ပြောရမှာပဲပြည်လိုက်ခင်ဗျားတို့ပြောရင်အကောင်ခင်ဗျားတို့ဆင်းရင်အကောင်ခင်ဗျားတို့လုံးရင်အကောင်ခင်ဗျားတို့စော်ကိုင်းရင်အကောင်တော့ကျွန်တော်တို့ဘက်ကကျွန်တော်ဆွေးတာဗီဒီယိုတစ်ခုပဲရှိသေးတယ်ဒါတော့ရိုင်းတာမဟုတ်ဘူးခြေပါတာအဲ့ခြေပါတဲ့ဆိုတာခင်ဗျားတို့အကြီးကျယ်နောင်တာဒါပြလို့မတိလို့မီးရပါတယ်လို့ ဒီကိုပါတာတရားကိုတိုက်ခိုက်လာတော့မကြိုက်ဘူးဆိုရင်တခြားပါတော့လေတော့မတိုက်ခိုက်ရင်တိကိုလို့ကိုလို့ကိုထမင်းကိုစားကိုအချောင်းကိုကိုကိုပါတာအကြောင်းကိုပြောနော်ကျွန်တော်ဗီဒီယိုတွေစတင်တဲ့ရွယ်ချက်ကနေခင်ဗျားတို့တိုက်ခိုက်မှုမဟုတ်ဘူးတိလဲဘာလို့စတင်တယ်တိလဲခင်ဗျားတို့ရဲ့တချို့ချို့မိကုန်းတွေကကျွန်တော်တို့အစ္စလမ်အချင်းချင်းမှာတော့မှနော်ဟိုနှလုံးသားထဲမှာရှိတဲ့အီမန်ကအတိမ်ဆုံးဖြစ်နေတယ် အာဒီလိုကြီးလားအစ္စလမ်ဒီလိုကြီးလားဒီဟိုလိုကြီးလားတမန်တော်များဆော်ဆန်းဒီလိုကြီးလားဆိုတော့အဲ့လိုအတိန်ဆောင်းတွေကိုကျွန်တော်အီမန်နဲ့ဖတ်တဲ့ယကင်တွေယော်လဲလာမှာဆိုလို့ကျွန်တော်အစ္စလမ်တွေကျွန်တော်မွတ်စလင်တွေရဲ့ယကင်တွေကအင်လင်မရှိတော့အသိပညာမရှိတော့အဲ့လိုအတိန်ဆောင်းဖြစ်မော်ဒတ်တွေဖြစ်သွားမှာဆိုလို့ကျွန်တော်စိုးရင်နဲ့နော်ကျွန်တော်ဘယ်လိုမျိုးအီမန်နဲ့ပတ်သက်ပြီးကျွန်တော်နှလုံးသားထဲမှာဘယ်လိုခိုင်နေလဲကျွန်တော်ကျွန်တော်ရဲ့ဟီပူမောင်တို့မှာအစ္စလာမ်ကြီးပူမောင်တို့မှာလည်းကျွန်တော်အဲ့လိုခိုင်နေစေခြင်းလို့ ကျွန်တော်ဗီဒီယိုတင်တာဘောပေါက်လားခင်ဗျားတို့တိုက်ခိုက်မှုမဟုတ်ဘူးဒါပေမဲ့ခင်ဗျားတို့ကလာပြီးကျွန်တော်ကိုတိုက်ခိုက်တယ်စော်ကားတယ်ပုတ်ခတ်တယ်ဒါပေမဲ့ကျွန်တော်အပြုံးမပြတ်ခဲ့ဘူးအပြုံးမပြတ်ခဲ့ဘူးအေးအေးဆေးဆေးပဲကျွန်တော်ဖြေရှင်းတယ်အရင်ရင်းလိုက်ကျွန်တော်ပလော့လိုက်တယ်ဒါပေမဲ့ခင်ဗျားတို့ကမတော်နိုင်အတော်မသက်နိုင်ဘူးအတော်မသက်နိုင်တော့ကျွန်တော်ကမိန်းကောင်တစ်ခုမေးလိုက်တယ်မေးလိုက်တော့ဖွဲဖြစ်သွားတယ်တရားတယ်နော်တရားလားဟာပါ ကပြတာနော်ခင်ဗျားတို့အရင်မစော်ကားနဲ့တိတာကျွန်တော်လဲမေးတတ်တယ်ကျွန်တော်လဲပြောတတ်တယ်စူတတ်တယ်စိတ်မဝင်စားလို့မပြောတာတိတာစိတ်မဝင်စားလို့ခင်ဗျားတို့မြန်မာပြည်မြန်မာပြည်မှာရှိတဲ့အစ္စလမ်တွေကြောင်းတာမဟုတ်ရင်ခင်ဗျားတို့ကြိုက်တဲ့လူလာရယ်ကျွန်တော်ရှင်းပြောရတယ်တိလာကိုယ့်ရဲ့အစ္စလမ်အချင်းချင်းကိုမျက်နှာထောင်းနေလို့ကျွန်တော်မပြောတာနော်ကျွန်တော်တို့ဘာသာလုံးဝအမှန်ပဲ ဒါကျွန်တော်ယုံကြည်ချက်ကျွန်တော်ပါတာမှာအဖြေမရှိတဲ့မိကုံးကိုမရှိတာလုံးဝမရှိဘူးအဲဒါမှမပြောဘူးဆိုတာရှင်းမပြောဘူးမဆွေးနွေးဘူးဆိုတာလေနော်မှားလို့မဟုတ်ဘူးမှန်ရဲ့ဒါနဲ့မဆွေးနွေးတာဘာဖြစ်လို့သိလားခင်ဗျားတို့ကတစ်ဖက်ပိတ်လို့ခင်ဗျားတို့ကကိုပဲပြောမယ်ကိုပဲဆိုမယ်ကိုပဲမေးမယ်ကိုပဲဆဲမယ်ကိုပဲနှုတ်မယ်နော်ခင်ဗျားတို့ပြောရင်ခင်ဗျားတို့မကြိုက်ဘူးအញ្ញမ်းလောင်တယ်အကြီးကျယ်လောင်တယ်အမအုပ်စုလိုက်ဝိုင်းကြိုက်ရော အခဏရောဗီဇာတိတာကြောက်လို့တော့မထင်နဲ့ကျွန်တော်အစ္စလမ်ကအမှားမရှိဘူးနော်နှစ်ပေါင်းယာနဲ့ချီပြီးဟိုခင်ဗျားတို့မပြောနဲ့ခင်ဗျားတို့မနေ့တနေ့မှအစ္စလမ်ကြောင်းတိတာနော်ဂျူးတွေကျွန်တော်အစ္စလမ်ရဲ့အမှားအရှာနဲ့နှစ်ယာနဲ့ချီနေပြီသူတို့တော့မတွေ့ခင်ဗျားတို့ကတွေ့နေဘာဘောပေါ့လဲအဲ့တော့ကျွန်တော်မေးလိုက်တဲ့မေးခွန်းကိုမဖြေနိုင်မချင်းကျွန်တော်ဘာမှလာမဆွေးနွေးနဲ့နော်ဘာမှလာမဆွေးနွေးနဲ့ဘာမှလာပြီးတော့စောရကလာမတက်နဲ့ကျွန်တော်မေးခွန်းအရင်ဖြေဟုတ်လား နော်အရာအားလုံးရဲ့အစပါလဲကျွန်တော်ပြောတန်လျာအားလုံးရဲ့အစပါလဲပြောအစတိပြီဆိုမှဖြစ်ဟိုကျန်တဲ့ဇာကဆက်သွုံးမယ်နော်ကျွန်တော်ဘက်ကစပြီးတိုက်ခိုက်တာမရှိဘူးကျွန်တော်တော့လာမတိုက်ခိုက်နဲ့ကျွန်တော်ပါတာကြောင့်ကျွန်တော်ပြောနေရဟုတ်ပြီလားကျွန်တော်နှလုံးသားကျွန်တော်ဖန်ဆင်းရှင်ကိုဖြီးပါစော်ကားလိုက်ကျွန်တော်လက်မခံဘူးတိလာခင်ဗျားတို့လည်းအဲ့လိုပဲခင်ဗျားတို့ရဲ့မျက်စောပြောက်စော်ခိုင်းခင်ဗျားတို့လက်မခံဘူးအဲ့လိုကိုချင်းစာတိလာကိုချင်းစာကိုချင်းစာတရားဆိုတာဘာသာတိုင်းမှာလူတိုင်းမှာရှိရမယ် ်ရှိတဲ့เนาะနားလည်ဟုတ်ပြီလားကျေးဇူးတင်ပါတယ်အဲ့တော့ imagine မောင်နှမတွေလည်းကျွန်တော်ပြောမယ်တော့နှလုံးသားထဲမှာ iman ရှိရင်ဒီအလားရှိရင်ဒီအလောက်ထီပါဆော့ကားလိုက်လုံးဝလက်မခံနဲ့ခင်ဗျားတို့တစ်ခါပဲတည်ရမှာเนาะဒါပဲအားလုံးပဲမင်္ဂလာပါဗျာမနေ့ကကျော်မင်းလွင်ဆိုတဲ့မွတ်စလင်ကလေးကသူကအဖြေလည်းမရှိဘူးတဲ့တန်တရာအဆဆိုတာအဖြေလည်းမရှိဘူးတဲ့ပြောလည်းမပြောနိုင်ဘူးမလားတဲ့စကားတွေကဝေဝိုက်နေတယ်တဲ့ ော့သူ့စေတနာနဲ့ဒဇသည်ရှင်းပြတယ်။မြတ်စွာဘုရားတော်မဟောခဲ့တာဗျာတဲ့ဆိုတော့ဟာမြတ်စွာဘုရားကတန်တရာအစကိုဟောခဲ့တဲ့တုတ်တံပေါင်း20လောက်ရှိတဲ့ကိစ္စသူ့ကိုဗိဓကတော်မှာတိကျလဲပြပြီးသွားပြီ။တန်တရာနဲ့ပတ်သက်လို့ဟောထားတာတုတ်တံ20လောက်ရှိတန်တရာအစကိုဟောခဲ့တဲ့တုတ်တံ20လောက်ရှိတယ်။အဲ့တော့သူတို့ကသူတို့လိုချင်တဲ့အဖြစ်ရှိတယ်မရှိဘူးဆိုတဲ့အဖြစ်မရလို့ဘုရားကမဟောပါဘူးလို့မသိပါဘူးလို့ရှောက်လို့လား။အဲ့တော့ ဉာဏ်ပညာဆိုတာကအဲ့ဒါကိုပြောတာပါပဲဗုဒ္ဓဘာသာမှာအဲ့ဒီလို level တွေမရှိဗုဒ္ဓဟောတဲ့တရားတွေကိုနားလည်နိုင်စွာမရှိဘူးဒါကြောင့်မလို့ဗုဒ္ဓဘာသာကဉာဏ်ရည်နဲ့သွားတယ်လို့ပြောတာအဲ့တော့သူတို့ကဘာတွေယူလဲဆိုတော့မိုးပြမိုးပြဝါဒအကောင်ကြီးတော်တော်များများပြောတာကဗုဒ္ဓကတဏှာအစကိုမဟောခဲ့ဘူးလို့အဲ့ဒါတွေကိုယူပြီးတော့မြတ်စွာဘုရားကတဏှာတဏှာအစကိုဟောခဲ့လားမဟောခဲ့လားဆိုတာ တင်းစီချာချာဖတ်ပြမယ်တင်းစီချာချာနားထောင်နော်တန်ယုတ်တနိကေနိရဏဝကတန်ယုတ်အနမတ္တကတန်ယုတ်ဆိုတာရှိတယ်အဲ့ဒီမှာပထမဝတ်ဆိုတာရှိပထမဝတ်မှာယဟန်တို့တဲ့ဤတန်တရားကြီးအစကိုမသိနိုင်ဘူးတဲ့ရသော်ဘုရားကတန်တရားအစကိုမသိနိုင်ဘူးလို့ပြောတာဟောတာလားမဟောတာလားအဲ့တန်တရားကိုဟောတာလားမဟောတာလားစဉ်းစားနော်စဉ်းစားနော်မင်းတို့လိုချင်တဲ့အဖြေကရှိတယ်မရှိဘူးကိုလိုချင်တာရသော်ဘုရားကမသိနိုင်ဘူးလို့ပြောတာ အဲ့တော့မင်းတို့အဖြေမဟုတ်တာနဲ့ဖះကမဟောပါဘူးလို့ပြောတာကညံတိန်လာလို့ခေါ်တယ်။ဟုတ်ပြီနော်။ဒေစီစာနားထောင်အစကုန်မသိနိုင်ဘူးတဲ့မသိမသိမှုအဝိဇ္ဇာပိတ်ဖို့တနာနောင်ကျိုးနဲ့ဒါတွေကမင်းတို့နားလည်ပါလေမို့။ဤဘဝမှာထိုဘဝတွေထိုဘဝမှာဒီဘဝကျင်လည်ပြင်းနေတဲ့တတ္တဝါတို့ရဲ့ရှေးအစွန်းကမထင်ဘူးတဲ့။ဒီဘဝတွေကျင်လည်နေတဲ့ဘဝပေါင်းများစွာအတိတ်မှာကြံခဲ့တဲ့ဘဝပေါင်းများစွာကျင်လည်နေတဲ့တတ္တဝါကရှေးအစွန်းကမထင်ဘူးတဲ့။ဟုတ်ပြီနော်။ ဥပမာအနေနဲ့ပြောမယ်ဆိုရင်ねဘာကြောင့်တန်ရာရဲ့အစကိုမမသိနိုင်တာလဲလို့မေးလို့ရှိရင်ねမြတ်စွာဘုရားကပထမတော့မှာစပြောတဲ့ကဇဘူရိတ်ကျောင်းမှာရှိတဲ့မြက်ပင်တွေတစ်ပင်တွေကိုလက်လေးတိလောက်ဖြတ်ဖြတ်ဖြတ်ပြီးတော့ပုံတာပုံတာပြီးတော့ဒါကငါအမိဒါကငါအမိရဲ့အမိဒါကအမိရဲ့အမိဆိုပြီးတော့အဲ့လက်လေးတိလောက်ပုံထားတာဒီ ਨੇ ရည်မယ်ဆိုရင်ねဇဘူရိတ်တကြုံလုံးမှာရှိတဲ့မြက်တစ်ပင်တွေကကုံသွားမယ်တဲ့အမိရဲ့အမိကိုကုံအောင်မသိနိုင်ဘူး ဒါကြောင့်မလို့တန်တရာရဲ့အစကိုမသိနိုင်ဘူးလေအဲ့တော့ဟောတာလားမဟောတာလားတန်တရာအစကိုစဉ်းစားနော်စဉ်းစားနော်တိတိချာချာသိဉာဏ်နဲ့စဉ်းစားနော်ရသော်ဘုရားတန်တရာအစကိုဟောတာလားမဟောတာလားမသိနိုင်ဘူးလို့ဟောထားတာလीမရှိဘူးလို့ဟောတာလည်းမဟုတ်ဘူးရှိတယ်လို့ဟောတာလည်းမဟုတ်ဘူးဘာကြောင့်မသိနိုင်တာလဲဆိုတော့ဒီအကြောင်းကြောင့်မသိနိုင်တာမသိနိုင်တဲ့အရာကြီးကိုရှိတယ်မရှိဘူးဟောမူတာဝါဒဖြစ်နေပြီလေနားလေလားဒီအကြောင်းကြောင့်မသိနိုင်ဘူး မသိနိုင်တဲ့အရာကိုရှိရမရှိဘူးလို့အဖြေပေးတာအဲ့ဒါလိန်တာပဲရှိရလို့မရှိဘူးလို့ပြောရင်လိန်တာပဲအဲ့ဒါဟုတ်ပြီနော်ဒါဒုတိယတုတ်ကိုထပ်ပြောပြမယ်ဒုတိယတုတ်မှာလည်းဒီတိုင်းပဲတန်ရရဲ့အစကိုမသိနိုင်ဘူးတဲ့တဘွားမှာခိုးဘွားနဲ့ဒီဘွားကျင်နေနေတယ်တဲ့အဲ့ဒီအချိန်မှာဟောဒီကဘာမြေကြီးမှာရှိတဲ့မဟာပရဝီမြေကြီးကိုတဲ့ဇီးသီးလောက်လေးကြီးလုံလိုက်တယ်ဒုတိယတုတ်မှာကြတော့ဥပမာပြတာကဇီးသီးဇီးသီးလောက်လေးကြီးလုံလိုက်တယ်ဒါကငါအဖေဒါကအဖေရဲ့အဖေ အဲ့ဒီလောက်မြေကြီးတွေကကုံသွားမယ်တဲ့ဒီကဘာမြေကြီးမှာရှိတဲ့မြေကြီးတွေကကုံသွားမယ်တဲ့အဖေ့အဖေကမကုံသေးဘူးတဲ့ဓာတုရတုတ်ဟုတ်ပြီနော်မြတ်စွာဘုရားတန်တရာကိုအစကိုဟောတာလားမဟောတာလားမသိနိုင်ဘူးလို့ဟောတာနားလေလားမသိနိုင်ဘူးလို့ဟောတာမရှိဘူးတွေရှိတယ်မသိနိုင်တဲ့အရာတစ်ခုကိုရှိတယ်မရှိဘူးဟောလို့မရဘူးနားလေလားထပ်ပြီးတော့တတိယတုတ်မှာဟာလားတတိယတုတ်မှာကြတော့ ငိုခဲ့ရတာတန်တရားမှာငိုခဲ့ရတာဘသူကြောင့်ငိုခဲ့ရလဲဘွားကြောင့်ငိုခဲ့ရလဲဆိုတော့မျက်ရည်တွေကတမုတ်တရားလေးစင်းတယ်မကဘူးတဲ့ဓာတ်တရားတုတ်ဟုတ်ပြီနော်ဇရုဒ္ဓတုတ်ဇရုဒ္ဓတုတ်မှာကြတော့ရှေလျရတဲ့ကာလမှာအမေနှုတ်ရီကိုတောက်ဆူခဲ့တာကတမုတ်တရားလေးစင်းကမပြောပါတော့ဘူးတဲ့ငါရငါငါတုံမြောက်ငါတုံမြောက်ကြတော့ဗာမေးလဲဆိုတော့အရှင်ဖျားတဲ့ဒီတကဘာကဘလောက်တန်တန်းကြာတယ်လဲတဲ့ဒီတကဘာအောင်မေးတာနော်ရှေက ကြံခဲ့တဲ့ကဘာတွေကိုမေးတာမဟုတ်ဒီတကဘာကတက်တန်းဘယ်လောက်ရှိတယ်လဲတဲ့မရေမတွက်နိုင်အောင်ရှိရဲ့တဲ့ဥပမာပြုလို့ရလားရတယ်တဲ့ဥပမာပြုလို့ရတယ်ဥပမာပြုကောင်းတယ်တဲ့အလျားတယူဇနာအနန္တယူဇနာဇောက်တယူဇနာရှိတယ်တယူဇနာကို73မိုင်လို့လည်းပြောတယ်10မိုင်လို့လည်းပြောတယ်ဒါပါတော့ဘယ်နှမိုင်ဖြစ်ဖြစ်အဲ့ဒီကြောက်တောင်ကြီးတတောင်ကိုတဲ့ကာတိတ်တိုင်းမှာဖြစ်တဲ့အဝိပစိုးနဲ့အနှစ်တရာကြာတဲ့ခါမှာလူတယောက်ကတစ်ချိန်လာပုတ်မယ်အနှစ်တရာကြာရင်တစ်ချိန်လာပုတ်မယ် အဲ့ဒီပစိုးနဲ့တကြိမ်ပေါ်ချင်းကြောင်သာလျင်အဲ့ဒီကြောက်တုံးကြီးကပါသွားမယ်တဲ့တကဘာကမကုန်သေးဘူးတဲ့6 6သုံးမြောက်ဟုတ်ပြီနော်ဒီကဘာဘလောက်ရှည်လဲတဲ့အဲ့ဒီလိုပဲအမြင့်တယူဇနာလျားတယူဇနာစီးတဲ့တန်တယ်ထဲမှာနှမ်းစီကြီးထည့်တာမုံရင်းစီပေါ့ဟိုနေ့မဟုတ်မုံရင်းစီပေါ့မုံရင်းစီလေးကြီးထည့်တာအဲ့ဒါကိုအနှစ်တရာကြာလို့ရှိရင်လူတယောက်ကဒစီဒစီလာထုတ်မယ်တဲ့အဲ့ဒီလုံလာကြောင်းနဲ့အဲ့ဒီမုံရင်းစီတွေကုန်သွားလိမ့်မယ်တဲ့တကဘာမကုန်ဘူးတဲ့ခုနှစ်သုံးမြောက် နော်ဒီကဘာတွေကဘလောက်ရှိလဲတဲ့အရှင်ဘုရားတဲ့ဒီကဘာတွေကိုဘလောက်များများရှိတယ်ဘလောက်ထိရှိတယ်ဆိုတော့ပြောနိုင်လားတဲ့မကြီးမတွက်နိုင်ဘူးတဲ့ရှေ့မှာလွန်ခဲ့သောကဘာတွေကြံခဲ့သောကဘာတွေပြက်သွားခဲ့သောကဘာတွေဘလောက်ထိရှိလဲဆိုတော့မကြီးမတွက်နိုင်ဘူးတဲ့ကဘာကပ်ကပ်ပေါင်းမကြီးမတွက်နိုင်ဘူးတဲ့ငါမှာတဲ့တပည့်သားတာဝကလေးယောက်ကတဲ့ကဘာတသိန်းကိုကဘာတသိန်းကိုနော်လေးယောက်ကကဘာတသိန်းကိုဆင်ကျင်နိုင်တယ်လေးယောက်ဆိုတော့လေးသိန်းပေါ့တရက်ကို ၄သိန်းဆင်ကျင်မယ်၄ရောက်ဆိုတော့၄သိန်းဆင်ကျင်တဲ့အခါမှာတဲ့အဲ့ဒီပုံကိုယ်ကြီးအတ္တတရားရှိတယ်အဲ့ဒီအတ္တတရားပြည့်လို့သေခြင်းသေသွားလိမ့်မယ်တဲ့အရင်အိုးဆုံးကဘာကိုမသိနိုင်ဘူးအစကဘာကိုမသိနိုင်ဘူးတဲ့ရောက်ကိုမရောက်နိုင်ဘူးတဲ့အနှစ်တရားကြာတာတော့မဆင်ကျင်နိုင်ဘူးဆိုတော့ဘာကိစ္စနဲ့ဒီကဘာအစကိုလိုက်ပြီးတော့တန်နေရာကြီးရဲ့အစကိုလိုက်ဆင်ကျင်နေမှာလဲအပင်မှန်းခံပြီးတော့ဘာအဓိပ္ပာယ်ရှိလို့လဲဘာအဓိပ္ပာယ်မှလည်းမရှိဘူးလीအဲ့ဒီအစကိုမသိလို့ဘာအဓိပ္ပာယ်ရှိမှလဲဘာမှအဓိပ္ပာယ်မရှိဘူးဟုတ်လား ်လက်ရှိတစ်ချက်ဘာဖန်သင်းရှင်ဘာသာဒီကိုးကွယ်တယ်ဆိုတော့ဒီတကဘာပဲရှိတယ်လူကလည်းနှစ်ယောက်ပဲရှိတယ်အာရနဲ့အေဝါဒီတကဘာပဲရှိတယ်အနေတမကတန်ယုတ်ထဲမှာနော်အဲ့ဒါတန်ယုတ်ထဲမှာဒါခုနှစ်သုံးမြောင်ဟုတ်ပြီနော်နောက်တဲ့ရှစ်သုံးမြောင်အဲ့ဒါကပုံသားတစ်ယောက်ကမေးတာလုံနေပြီးတော့ကဘာတွေကတဲ့ဘလောက်လောက်ထိရှိလဲတဲ့အရှင်ဖျားဥပမာပြုတ်နိုင်လားတဲ့အေးပြုတ်နိုင်နေတဲ့ဒီလောက်ရှိတယ်ဒီလောက်ရှိတယ်လို့မရေတွက်နိုင်ဘူးတဲ့ ပုံထားတဲ့ကဘာအထောင်ကဘာတသိန်းနေဆိုတာမပြုတ်နဲ့ဝိဇာဖုံထားတာဖြစ်ချင်းကြောင်းနဲ့မသိနိုင်ဘူးတဲ့ဥပမာကွာတဲ့ငါပြောပြမယ်တဲ့ဂင်းကမြည်ကြီးကစီးလာတဲ့တဲတွေကတဲ့ပင်လေတဲ့ကိုစီးသွားတဲ့ဂင်းကမြည်ကြီးမှာတဲဘလောက်ရှိတယ်ဆိုတာမသိနိုင်လားတဲ့မသိနိုင်ဘူးအေးအဲ့ဒီလိုပဲတဲ့ငါဆိုပါဗျာမဟောတာလားဟောတာလားတဏှာအစကိုတဏှာအစကိုမသိနိုင်ဘူးလို့ဟောတယ်ဘာကြောင့်မသိနိုင်တာလဲဆိုတာကိုလေဥပမာဥပမာတုတ်တင်နဲ့ဟောတာနောက်တဲ့တုတ်တန်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 ဒီမှာဘလောက်ထိဟောလဲဆိုခေါင်းပြတ်ပြီးတည်တဲ့ဘဝကြီး ဲ့ဒီဘွားတွေကိုရည်လိုက်မယ်ဆိုရင်ဘယ်တောင်လောက်ရှိတယ်ဟာလာလူတကဘာထဲမှာတကဘာထဲမှာဒီတကဘာထဲမှာတည်သွားတဲ့တတဝါရဲ့အယိုးစုတွေကိုပုံနာမယ်ဆိုရင်ねဝေပုံဝေပုံနာတောင်လောက်ရှိတယ်အဲ့ဒီလိုဟောထားတဲ့တုတ်တန်ဒေသနာဘောအများသောရှိတယ်ဒါကတန်ယုတ်တာနိကေတခုထဲမှာနေ30ရှိတယ်အခြားသောနိကေဒီမှာလည်းရှိတယ်အဲ့တော့မြတ်စွာဘုရားကတန်တရာအစကိုဟောသလားလို့မင်းဟောတယ်မင်းတို့လိုချင်တဲ့ရှိတယ်မရှိဘူးအဖြစ်ကိုဟောတာမဟုတ်ဘူးနားလေလားအဲ့တော့ ဖေမျက်စွာဘုရားကမဟောပါဘူးလို့ပြောတဲ့ကောကမိမိမှညံညံသွေးမမီတာမျက်စွာဘုရားဟောထားတဲ့တုတ်တန်တွေရှိနေပါသေးတယ်မျက်စွာဘုရားကတန်ရာအစကိုမဟောပါဘူးဆိုတာညံညံသွေးမရှိတာဟုတ်ပြီလားမိမိတို့လိုချင်တဲ့ဒီဟာကြီးကရှိတယ်မရှိဘူးအဖြေရှိရမယ်ဆိုတာအစွဲအစွဲအဲ့ဒီအစွဲကြီးတစ်ခု ਨੇ လိုက်ပြီးတော့ပေတံနဲ့လိုက်တိုင်းတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့မိစ္ဆာဒိဋ္ဌိဖြစ်လာတာပဲစိတ်ယောဂါရလာတာပေါ့နော်တနည်းအားဖြင့်စိတ်ယောဂါရလာတာ အဲ့ဒါတွေอ่ะအဲ့တော့မြက်စွာဖះကမင်းတို့မသိနိုင်ဘူးသိလို့လဲဘာအကျိုးမှမရှိအဲ့လောက်အချိန်ကြီးအကုန်ခံပြီးတော့ရဟန္တာဖြစ်လာတာချမ်းသာကိုခံစားဖို့အရဟတ္တဘုချမ်းသာဒီဝိညာဉ်တွေချုပ်ကြောင်းဒုက္ခတွေငြိမ်းကြောင်းညောရတမဘက်ဝင်လိုက်တဲ့ဆိုရင်အသက်မရှိတော့ဘူးနှလုံးတွေမခုန်တော့ဘူးမသိတာတခုပဲရှိတယ်အဲ့ဒီချမ်းသာလေးခံစားနေရတာကခုနှစ်ရက်လောက်ခံစားနိုင်တယ် ီရောဒတမဘက်ဝင်စားတဲ့ယဟန္တာပုဂ္ဂိုလ်တွေကခုနှစ်ရက်လောက်အဲ့ဒီချမ်းသာကိုခံစားတာဒီခန္ဓာကိုယ်မှာရှိနေတဲ့စိတ်စီတသိက်တွေအလုံးအကုန်လုံးကိုချုပ်ပြစ်လိုက်တာရုပ်တွေအကုန်လုံးချုပ်ပြစ်လိုက်တာဘာမှမရှိဘူးငြိမ်ငြိမ်လေးထိုင်နေတာအဲ့ဒါကချမ်းသာဆုံးပဲကိလေသာတွေစိတ်တွေမရှိတဲ့အရာကချမ်းသာဆုံးပဲဆိုတော့အဲ့ဒါကိုမရှိအောင်လုပ်နိုင်တဲ့နေ့စနစ်လည်းရှိတယ်နောက်တဲ့ထပ်မဖြစ်အောင်လုပ်နိုင်တဲ့နေ့စနစ်ကိုလည်းခေါ်ထားတယ်ဒီချမ်းသာကိုမခံစားဘဲနဲ့အတိတ်ပဲမရှိတဲ့ဟိုးမဆုံးနိုင်တဲ့မရောက်နိုင်တဲ့ တန်တရာကြီးကိုလိုက်ပြီးတော့ရှာနေမယ်ဆိုရင်ဘာအကျိုးစီးပွားရှိမှလဲမင်းတို့ရဲ့အစဆိုတာမနစ်တနည်းအစလေးဒီကဘာလေးရဲ့အစကိုပြောတာဒီမှာကကဘာကိုမရေမတွက်နိုင်အောင်စတယ်။အိုးလောကရက်ကြီးမရေမတွက်နိုင်အောင်စတယ်။ဒီထဲမှာလောဟိတာတုတ်ဆိုတာရှိတယ်။အဲ့ဒီနဲ့သားတယ်အဲ့ဒီလိုပဲဆက်ကြဝလာတစ်ခုပြီးတစ်ခုပြေးလာတာဒီဆက်ကြဝလာမှာနတ်သားလာဖြစ်တယ်မြတ်စွာဘုရားကိုမိတယ်။တန်တရာရဲ့အဆုံးကိုခြေချင်သွားလို့မရောက်နိုင်ဘူးလေတကိုးနဲ့သွားသွားကြိုက်တယ်လို့သွားမရောက်နိုင်ဘူးလေ။ရောက်နိုင်တာကမန်းနဲ့ပဲရောက်နိုင်တယ်။ဟုတ်ပြီလား။အဲ့ဒီတော့ အတိတ်ပဲမရှိတဲ့ဇာတ်ကြီးကိုဆွဲထားလို့ရှိရင်ဒုက္ခတွေပဲများတယ်။ကဲအားလုံးပဲဆလမ်အလัยကုမ်မင်္ဂလာပါနော်။ဆိုတော့တိုင်းပေါ်မှာဖြစ်ပျက်နေကြရအားလုံးလည်းသိပြီးသားပါပေါ့နော်။ကျွန်တော်လည်းပြောရတော့ခန့်နေပြီပြည်လား။ ကျွန်တော်ဗီဒီယိုတွေကျွန်တော်စသအောင်ဆုံးမေးခွန်းထုတ်တဲ့အချိန်ကနေစပြီးတော့ဗီဒီယိုတွေကိုနော်မကြည့်ရသေးဘူးဆိုတော့တစ်ခေါက်ပြန်ကြည့်ပါနော်ကျွန်တော်မိသားရကလေတပိညူတာညံတပိညူတာညံဆိုတာအလုံးစုံကိုထိုးထွင်းသိမြင်နိုင်စွမ်းဆိုတဲ့အရာကိုပြောတာနော်ကျွန်တော်လေ့လာသလောက်ကတော့ဆိုတော့အဲ့ဒီညံကိုပိုင်ဆိုင်ပြီးတော့နော်အစားဆိုတဲ့အရာကိုနော်အဖြူလားအမဲလားအလုံးလားအပြားလား ဆိုတာကိုမတိနိုင်ဘူးလို့ပြောတာကိုကျွန်တော်ကရိုးရိုးရှင်းရှင်းပြောလိုက်တာဗျာမဟုတ်ခဲ့ဘူးလို့မပြောဘူးเนาะမဟုတ်ခဲ့ဘူးဆိုတာကအစားကအလုံးလားအပြားလားเนาะဟိုအဖြူလားအမဲလားမောင်ယူလားမောင်နီလားဆိုတာကိုမဟုတ်ခဲ့ဘူးလို့ကျွန်တော်ပြောတာเนาะကျွန်တော်ပြောတဲ့စကားရှင်းရှင်းလေးเนาะညီမစကားပဲပြောတာကျွန်တော်ညီမလူပဲပြောတာကဲထားပါအဲ့တော့အခုဗျာကျွန်တော်ဗီဒီယိုကြည့်တဲ့သူတွေရောเนาะသူ့ဗီဒီယိုတွေ့ကြည့်တဲ့သူတွေရော အကုန်လုံး အဖေရလောက်ကြီးထင်ပါတယ်ဟုတ်လားထားလိုက်ပြကျွန်တော်ထက်အသက်အများကြီးကြီးတယ်အဲ့ဒါဟိုကိုအဖေပဲလောက်ရှိတယ်ဒါမဲ့သူကျွန်တော်နဲ့လူငယ်လေးတယောက်နဲ့သူအဲ့လိုဖြစ်နေတယ်ဆိုတော့ဗျာသူတို့လည်းတိတ်ခါကြတာပေါ့နော်အဲ့တော့ကျွန်တော်ဘက်ကပဲလေးကိုလူညွန်းတောင်းပန်ပါတယ်ဟုတ်ပြီလားနော်တော့ဒီကိစ္စကိုမှရက်လိုက်မယ်ဗျာဒါမဲ့ဦးလေးကအဲ့လိုမျိုးပြောရင်တော့မှဦးလေးကဗျာတိလျအတတ်တာကြီးနေပြီဦးလေးကိုကျွန်တော်ခဏခဏပြောတယ် ကျွန်တော်ဗီဒီယိုဒီမှာခဏခဏပြောတဲ့ကိုးဘာသာအကြောင်းကိုပြောတခြားဘာသာမပါနဲ့ဖန်ဆင်းရှင်ဆိုတာမပါနဲ့တိလာမြတ်စွာဘုရားဘလို့ဟောတယ်ဘလို့ဟောတယ်ဘလို့ဟောတယ်ဘလို့ဟိုနော်ငါးပါးတိလာတွေပါရင်ပြောပြကျွန်တော်ပြောတာကျွန်တော်တို့လည်းလာပြီးမတိုက်ခိုက်ဘူးကျွန်တော်တို့စိတ်ဝင်လာအောင်နော်ညာမတိုက်ခိုက်ဘူးမပူနဲ့တိလာဆိုတော့ဒါမဲ့ဦးလေးရဗီဒီယိုတိုင်းကိုကြည့်လိုက်ပြတိလာဟိုကိုးဘာသာအကြောင်းကိုကောင်းတာလဲပြောသလိုတခြားဘာသာရဲ့မကောင်းတာကိုလည်းဆွဲဆွဲပြောတယ် အဦးလေးမှာရှိတဲ့အငုံစိတ်ဗျတိလာအဲ့ဒါမကောင်းကျွန်တော်ပြောချင်တာလေကျွန်တော်လည်းဗုဒ္ဓဘာသာအကြောင်းမပြောဘူးလားပြောတယ်ဒါပေမဲ့ကျွန်တော်ကအကောင်းမြင်တဲ့စိတ်နဲ့เนาะကျွန်တော်ဥပမာပေးပြီးပြောတယ်တချို့တူညီတဲ့အချက်တွေကိုကျွန်တော်ဥပမာပေးပြီးပြောတာရှိတယ်အကောင်းမြင်တဲ့စိတ်နဲ့အကောင်းဥပမာပေးပြီးပြောတာရှိတယ်ဒါပေမဲ့ကျွန်တော်အစိုးဥပမာပေးပြီးဦးလေးလိုမျိုးဗျာကိုယ့်ဘာသာအကြောင်းကိုပြောနေနေမှာဟာဒီငါတို့ဘာသာတော့ဒီလိုဗုဒ္ဓဘာသာဟိုလို့ ဆိုတဲ့ပုံစံမျိုးကျွန်တော်မတုံဒါကျွန်တော်လူငယ်တော်အတီတရားရှိရယ်နော်တိလာအခုလေးအခုဒီကိစ္စတွေပြောသွားတဲ့နေရာမှာလဲအခုပဲဗီဒီယိုတင်တယ်ဦးလေးအဲ့ဗီဒီယိုထဲမှာလဲဖန်ဆင်းရှင်အကြောင်းအပါသေးတယ်နော်ပါသေးတယ်ဆိုတော့ဗျာကျွန်တော်ပြောချင်တာဦးလေးပြောတဲ့စာကိုအရင်ပြန်ပြောမယ်ဗျာနော်အခုဒီနေ့ခင်မှာဘာသာတရားအကုန်လုံးကတိတ်ပံတော့လိုက်နေတယ်နော်ဥမာအနေနဲ့တိတ်ပံပညာကတခုခုရှာဖွေတွေ့ရှိပြီဆိုဟာငါးဘာသာမှာဒီလိုပြောရတယ်တိတ်ပံက ထောက်ခံတဲ့ဘာညာတိတ်ပံတော့လိုက်တယ်ကျွန်တော်တို့အစ္စလမ်တိတ်ပံတော့မလိုက်ဘူးဒီလားကျွန်တော်တို့အစ္စလမ်ကတိတ်ပံတော့မလိုက်ဘူးတိတ်ပံကျွန်တော်အစ္စလမ်တော့လိုက်ရမှာအလောက်ထိ confident level ရှိတယ်နော်အခုရှားဖွေတွေးရှိပြီးမှငါဘာသာကဒီလိုဒီလိုဆိုပြီးပြောကြတယ်နော်အခုကျွန်တော်ပြောပြမယ်အခုတိတ်ပံပညာရှင်တွေရှားမတွေ့သေးတဲ့အရာတို့ခုပြောပြမယ်နော်တိတ်ပံကိုကြိုးပြီးပြောလိုက်တယ်ကျွန်တော်အဲ့ဒါပါလေသိလား ဒီကဘာတစ်ခုမှာပဲဒီကဘာတစ်ခုเนาะဒီကဘာတစ်ခုမှာပဲ လူသားရှိရမယ်ကျန်တဲ့စัจ java လာတစ်ခုလုံးမှာလူသားမရှိရအောင်အစ္စလမ်ကအာမခံချက်ပေးရအဲ့တိတ်ပန်เนาะကြိုပြောတာတိတ်ပန်ကျွန်တော်နောက်လိုက်ဘာလို့ကျွန်တော်အဲ့စကားပြောလဲဆိုတော့ကျွန်တော်တို့တမန်တော်မူဟာမတ်ကเนาะနဗီအဖြစ်နောက်ဆုံးနဗီအဖြစ်ပွင့်လာတာ လူတွေအတွက်ကောဂျင်တွေအတွက်ကောတလိဆန်တွေအတွက်ကောအဲ့ဒီခေတ်ကာလအတွက်ကောကဘာပြတ်မဲ့နေ့အထိအတွက်ကောပြောရမယ်ဆိုအကောလုံးအတွက်နော်အကောလုံးအတွက်နဗီအဖြစ်နဲ့ပွင့်လာတယ်ကျွန်တော်ဒါကျွန်တော်ဥပမာတစ်ချက်နဲ့ပေးပြီးပြောတာနော်အကောလုံးအတွက်နဗီအဖြစ်နဲ့ပွင့်လာတယ်အဲ့တော့တမန်တော်မြတ်ဆရာဆံကနော် လူသားတွေများပတ်သက်ပြီးတော့ဒါဝတ်ပေးရဒါဝတ်ဆိုတာကတည်င်းစကားပေးရနော်ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့တည်င်းစကားတွေပြောတာပြီးတော့ဂျင်းနေကိုပြောတဲ့တည်င်းစကားနော်ဆိုတော့အဲ့ဒီဒါဝတ်ပေးတဲ့ကိစ္စတွေကိုဒီကဘာပေါ်မှာပဲလုပ်ခဲ့တာကောင်းကင်ခရီးတော့သွားခဲ့တယ်အဲ့ဒီအကြောင်းကိုကျွန်တော်နောက်မှထပ်ပြောပြမယ်နော်ဟိုတူတူလေးနဲ့ပြောရင်ကြတော့ဟိုသိတယ်မလားဟိုကောင်းကောင်းကာကြီးခါဝီကန်းငယ်တော့နားမလဲပဲနဲ့စောရကားရင်းနဲ့တိုက်ခိုက်မှာဆိုလို့နော်အဲ့ဒါနောက်မှကျွန်တော်ပြောမယ် ဆိုတော့ကောင်းငင်ခยีသွားခဲ့ပေမဲ့ဒီဒါဝတ်ဆိုတဲ့အရာကိုဒါဘသူတရင်စကားပေးတယ်ဆိုတဲ့အရာကိုဒီကဘာပေါ်မှာပဲလှုပ်ခဲ့တာเนาะအဲ့ဒါကအကြီးမားဆုံးအထောက်ထားပဲကျွန်တော်တို့အတွက်အဲ့အကြီးမားဆုံးအထောက်ထားပဲကျွန်တော်ကဟိုတခြားဘာသာလူတွေတိလာဦးလေးဆိုဆိုကျွန်တော်တိုက်ခိုက်လို့ရတယ်ဗျာနော်ဟိုဒါမဲ့ကျွန်တော်တခြားဘာသာလူပဲပြောလိုက်မယ်နော်တခြားဘာသာတွေလူယုံတန်းပုံမြင်နေတိလာဟိုရှေရှေတွန်းဟာဟိုကဘာဆယ်သိန်းနေကဘာတသိန်းနေနော်ဟိုဘာညာကျွန်တော်မပြောဘူး တိလာကျွန်တော်ကယုတ်တိရှိရှိနဲ့ရေဘူးကအားဖြင့်ယုတ်တိရှိရှိနဲ့ဟိုလူအုံးလုံးနဲ့တွေးတောနိုင်တဲ့အရာတခုပဲပြောတာเนาะဆိုတော့ဒီကဘာပေါ်မှာစပြီးလူသားတွေအားဖြစ်လာတယ်ဒီကဘာတစ်ခုပဲ လူသားတွေအသက်ရှင်အောင်ကျွန်တော်တို့ဖန်ဆင်းရှင်ဟာဖန်ဆင်းလာတာဒီလူသားတွေကိုဒီမှာပဲထားရတာဘယ်မှာမှမထားဘူးဘယ်မှာမှလည်းမရှိဘူးเนาะအဲ့ဒါတိတ်ပန့်ကရှာနေတော့ ဒါကျွန်တော်တို့ကကျွန်တော်တို့တခြားဘာသာကြီးလို့ဟာတိတ်ပံအတွေ့မှာငါတို့ဘာသာမှန်တယ်ပြထောက်ခံတာမျိုးမဟုတ်ဘူးတိတ်ပံကိုကြိုးပြောတာအလောက်ထိ confidence ရှိတယ်နော်ဆိုတော့တိတ်ပံကကျွန်တော်တို့နောက်လိုက်ရမှာအစ္စလမ်ရဲ့နောက်တိတ်ပံလိုက်တိတ်ပံနောက်အစ္စလမ်လိုက်စီရမလို့အေးဆေးပဲဟိုပြောမယ်ဆိုပြတိတ်ပံဆိုတာလူတွေရဲ့အုံလုံးနဲ့စူးစမ်းရှာဖို့တွေးရှိမှုနော် ကျွန်တော်တို့အစ္စလမ်ကကျွန်တော်တို့ကုရ်အန်ကျမ်းမြတ်ကလူတွေရဲ့အုံနောက်နဲ့ပြောထားတဲ့စကားကြီးမဟုတ်ဘူးကျွန်တော်တို့ဖန်ဆင်းရှင်ရဲ့စကားလုံးတွေဖန်ဆင်းရှင်ကိုယ်တိုင်ပြောထားတာရယ်ဆိုတော့လူရဲ့အုံနောက်နဲ့ကျွန်တော်တို့ကဘာသာရေးဟိုကမဖြစ်ဘူးဘာသာရေးကကျွန်တော်တို့ဘာသာကကျွန်တော်တို့ကျမ်းစာကလူရဲ့အုံနောက်နဲ့မမီနိုင်တဲ့အရာတွေအများကြီးရှိတယ်နော်လူအုံနောက်ရဲ့အပြင်မှာဆိုတော့အဲ့ဒါကြိုးပြောလိုက်တာဟုတ်ပြီလား ဆိုတော့ကျွန်တော်ပြောချင်တာလေဥလေးကိုမြစ်တာရက်ခံတာဗောနော်မြစ်တာရက်ခံတာဥလေးကိုဗျာဥမာအနေနဲ့ကျွန်တော်အစ္စလမ်တယောက်ယောက်ကဥလေးကိုကွန်မန့်နေမှာလာရင်နော်ဥလေးတို့ဘာသာနဲ့ပတ်သက်ပြီးလာရင်ဥလေးပြန်ချေပါခြင်းလဲဆိုရင်အဲ့ကွန်မန့်မှာပဲသူကြိုက်တယ်လို့ပြောဗျာဆဲခြင်းလဲဆဲပြောခြင်းလို့ပြောဟိုဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီးပြောခြင်းလဲပြောရတယ်ပြဿနာမရှိဘူးနော်နောက်ဆုံးဥလေးအလုံးအဆင်မပြေရင်ဘလော့လိုက်ကျွန်တော်လို့ဗောဗျာကျွန်တော်လုံးဝရိုင်းနေဆိုင်းနေဆိုရင်ကျွန်တော်ဘလော့လိုက်တယ်ထားလိုက်အဲ့လိုပြော ကျွန်တော်ပြောတာလေဥလေးဘာသာတရားကိုဥလေးပို့ချနေတဲ့အချိန်နော်ဥလေးအသက်လည်းကြီးပြီဗျာနားလည်မှုလည်းနဲ့ရှိဟုတ်လို့ဥလေးဘာသာတရားကိုဥလေးပို့ချနေတဲ့အချိန်ဖန်ဆင်းရှင်ဆိုတဲ့အကြောင်းကိုမပါနဲ့နော်ဆိုတော့ကျွန်တော်အခုဒီဗီဒီယိုရဲ့ date ကိုကျွန်တော်မှတ်ထားမယ်ဥလေးကိုကျွန်တော်မြစ်တရက်ခံတယ်နော်ဥလေးဘက်ကကျွန်တော်ဘက်ကလည်းဥလေးတို့ဘာသာနဲ့ပတ်သက်ပြီးတော့ဒီနေ့ဒီအချိန်ကစပြီးတော့ဟိုတိုက်ခိုက်တဲ့စကားလုံး ပြောမယ်ဆိုရင်ဗျာအကယ်လို့ဥပမာပေးပြီးပြောရမယ်ဆိုရင်တော့မှကောင်းရကောင်းတဲ့အမြင်နဲ့ကောင်းတဲ့အကြည့်နဲ့ကောင်းတဲ့စကားလုံးပဲကျွန်တော်ပြောမှာအခုချိန်ထိလည်းအဲ့တိုင်းပဲပြောခဲ့တာပါเนาะဆိုတော့ကောင်းတဲ့စကားလုံးနဲ့ပဲကျွန်တော်ပြောမယ်ကျွန်တော်ဒီဗီဒီယိုရဲ့ date ကိုမှတ်ထားမယ်ပြီးရင်ဦးလေးဗီဒီယိုတွေကိုကျွန်တော်ထပ်ဆောင်ကြည့်မယ်ဦးလေးဘက်ကနေပြီးတော့အဲ့လိုမျိုးတခုခုစော်ကားမော်ကားပြောလာပြီးဆိုရင်အဲ့ချိန်ညရင်ကျွန်တော်လည်းလွတ်တော်မယ်တောက်လျှောက်လွတ်တော်မယ်အဲ့ချိန်ညကျွန်တော်မှအထောက်အထားဦးလေး ကျွန်တော်ဒီဗီဒီယိုကျွန်တော်ဒေါင်းလုဒ်ဆွဲထားမယ်ဒိန်းနဲ့ကျွန်တော်မှတ်ထားမယ်ပြီးရင်ဦးလေးဗီဒီယိုဦးလေးစော်ကားတဲ့ဗီဒီယိုကိုအထောက်ထားယူပြီးတော့ကျွန်တော်ပြန်ခြေပါမယ်ဟုတ်တယ်နော်ခြေပါရင်တော့အပြည့်မရှိဘူးမလားဒါကျွန်တော်ဥမာပေးတာလीနော်ခြေပါရင်အပြည့်မရှိဘူးမလားဆိုတော့ဦးလေးကိုအဲ့လိုမျိုးလာရိုင်းနာရှင်ဦးလေးကွန်မန့်မှာဆဲမလားပြောမလားဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးပြောရတယ်သူတို့ကိုမွတ်စလင်ချင်းချင်းကဆောက်လို့ဆောက်ကြိုင်မရှိဘူးနဲ့အဲ့လိုမျိုးတွားပြီးအချောင်းရတော့ဒါမှတတ်နိုင်ဘူးလीနော် အဲ့တော့ကိုမွတ်စလင်တွေလည်းကိုပြောချင်တာကကိုလည်းမဆိုင်တဲ့နေရာမှာမနေနဲ့เนาะဆိုင်တဲ့နေရာမှာနေကိုအဆင့်ကိုကိုတိเนาะကျွန်တော်အဲ့ဒါပဲပြောချင်တယ်ဆိုတော့အဲ့လိုမျိုးကွန်မတ်မှာဆိုဦးလေးကြိုက်တာလို့ကြိုက်တာပြောเนาะဦးလေးဗီဒီယိုတင်ပြီးဖန်ဆင်းရှင်နဲ့ပတ်သက်ပြီးတော့စမ်းကြင်မစကလုံးဦးလေးပြောစရာမလိုဘူးဗျာဦးလေးတို့ဗုဒ္ဓဘာသာအကုန်သိတယ်เนาะကျွန်တော်တို့လည်းအယူဝါဒမတူဖန်ဆင်းရှင်ဝါဒမဟုတ်ဆိုတော့ဦးလေးပြောစရာအောင်မလိုလားအကုန်သိတယ်အဲ့တော့ဦးလေးကတော့ထက်ထက်ပြီးဆွဲပြောတယ်ဆိုတာဦးလေးကပြောရမယ်ဆိုအငုံစိမ့်နေဗျာသိလား တော့ပြောမဆိုမှရှိရင်တောင်းပန်ပါတယ်ဦးလေးကျွန်တော်ထပ်အဖေရွယ်လောက်ရှိရနော်ဆိုတော့ဒီနေ့ဒီချိန်ဆက်ပြီးအားလုံးတော်ကြမယ်နော်ကျေးဇူးတင်ပါတယ်